မင်္ဂလာပါဒီနေ့ကျွန်တော်တို့တမန်တော်ဝတ်ထု အခန်းကြီး9ကို အတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ကဲ့ဒီဆွေးနွေးမှုအတွက်အတေးကမိငန်းပြုထားတာကတော့ The Wise Believers အဖွဲ့ကပြုစုထားတဲ့အချက်အလက်တွေပါနော်သူတို့ကတော့ကျမ်းစာကို လက်တွေ့ကြကြလေ့လာတုံးတက်မှုတွေအတွက်တော်တော်လေးလူတီးများပါတယ်ဟုတ်ပါတယ်ဆိုတော့ဒီအခန်းကြီး9ကလေအစောပိုင်းအတင်းတော်မှာဂျုံခဲ့ရတဲ့အတွေ့အကြုံစင်ခေါ်မှုတွေ อืมပြီးတော့ဖျားတကြီးရဲ့တကူးတော့အမခန့်ထင်ရှားပြတာတယ်ဟုတ်ကဲ့အဲနောက်ပြီးအဲ့ဒီခေအာနာပိုင်ဒီနဲ့ဘလို့ရင်ဆိုင်ခဲ့ရတယ်လေဆိုတာတွေကိုအဲတဆက်တည်းဖော်ပြထားတာတွေ့ရတယ်နော်ဟုတ်ကဲ့အဖြစ်ပြက်တွေကဆက်တိုက်လာတာဒီနေ့ကျွန်တော်တို့ရဲ့ရွေးချက်ကတော့အဓိကအဖြစ်ပြက်တွေရဲ့နောက်ွယ်ကအနှစ်တရားပေါ့အထူးသဖြင့် device believers ရဲ့တုံတက်ချက်တွေကနေရနိုင်တဲ့လက်တွေ့ကြတဲ့သင်ခန်းစာတွေကိုနည်း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 ဆွေးနွေးကြည့်ပေါ်ပါပဲ။ကောင်းပါတယ်။ကဲအခန်းအစမှာပဲ တော်တော်လေးတုံလို့ဆရာကောင်းပဲအဖြစ်ဖြစ်တခုနဲ့စလိုက်အောင်အဲအနန်နီးနဲ့ရှဖီးယားကိုရဲ့ဇလံပါဟုတ်ကဲ့အခန်းစာနေလေးအထီကကောင်းတဲ့ဘက်ကိုဦးတည်လာပြီးမှဒီအခန်းငါအစမှာဒီအဖြစ်နဲ့စတာနော်ဟုတ်တယ် The wise believers ရဲ့မတ်ဆူတယ်မှလည်းဒါကိုထောက်ပြထားသလိုပဲဒီဇနီးမောင်နှံကသူတို့မြေးကွက်ရောင်းတယ်อืมရတဲ့ပိဿံအကုန်လုံးကိုအတင်းတောင်ကိုလူးပါတယ်လို့ဆိုတယ်ဆိုတယ်ဟုတ်ပြီဒါပေမဲ့တကယ်တမ်းမှာတော့အကုန်မဟုတ်ဘူး တစိတ်တပိုင်းကိုဖယ်ထားခဲ့ကြတယ်။ဟုတ်ပါတယ်။အဲ့ဒီမှာပေထရုရဲ့တုံပြန်ပုံကတော်တော်ပြတ်သားတယ်။သူကပြောတယ်"ခမရတော်လူကိုလိမ့်တာမဟုတ်ဘူး။တန်ရှင်သောဝိညာဉ်တော်ကိုလိမ့်လဲတာ"ဆိုပြီးတည်တဲ့ပဲ။အင်း။အဲ့ဒီလိမ့်လဲမှုရဲ့အကျိုးဆက်ကတော့တော်တော်ကြောက်စရာကောင်းတယ်။အနန်နီရောသူ့နောက်၃နိုင်လောက်ကြတော့သူ့မိမရှဖီယာရောနေအောင်ချက်ချင်းပဲတည်ဆုံးသွားတယ်။ဟုတ်။တော်တော်ပြင်းထန်တဲ့တုံပြန်မှုပဲ။ဒီဖြစ်ကြောင့်အတင်းတော်တစ်ခုလုံးရောကြားတဲ့လူတွေရော အရန်ကြောက်တွားကြတယ်လို့စန်းစာမှာဆိုထားတယ်လေဟုတ်ကဲ့ဆိုတော့ the wise believers ကရောဒီပေါ်မှာဘလို့ရှုထောင့်မျိုးနဲ့တုံးသက်ထားပါတယ်လဲဘာကြောင့်ဒီလောက်ပြင်းထန်ရတာလဲပေါ့ဒါကစိတ်ဝင်စားစရာအချက်ပါ TWP ကတော့ဒီကိစ္စကိုရိုးရိုးလိမ်လည်မှုတစ်ခုထက်ပိုပြီးနက်နက်နဲနဲရှုမြင်ပုံရတယ်ဟုတ်ကဲ့သူတို့တုံးသက်ချက်အရဆိုရင်လေအဲ့ဒီအချိန်ကအသင်းတော်ဆိုလားစဖြိုးခါစားတန်ရှင်းတော်ဝိညာဉ်တော်ရဲ့တန်ခိုးနဲ့ ဥဆောင်မှုအောင်မှာအသက်တည်ဆောင်နေတဲ့အချိန်ပေါ့။အင်းအုံမြင်ချနေတဲ့အချိန်။ဟုတ်တယ်။စုစည်းမှုရိုးသားမှုတန်ရှင်းမှုဒါတွေကိုအခြေခံနေချိန်မှာအဲ့နဲ့နေနဲ့ shift ရရဲ့ဒီလောက်ရကပုံကိုရင်မရိုးသားမှုတတ်တတ်မဟုတ်တော့ဘူး။ဟုတ်။အသင်းတော်ရဲ့ဝိညာဉ်ရအခြေခံကိုတိုက်ခိုက်တာဖခင်ရဲ့မျက်မှောက်တော်ကိုအလင်းမထားတာအဲ့လိုဖြစ်သွားတယ်။ဟာ။ဒါကြောင့်ဒီပြင်းထန်တဲ့အဖြစ်ပေမှုကအသက်စစ်ဖြစ်နေတဲ့အတိုင်းဝိုင်းရဲ့ဝိညာဉ်ရအတန်ရှင်းမှုစစ်မှန်မှုကိုကာကွယ်ဖို့ နောက်ပြီးအနာဂတ်မှာဒီလိုဟန်ဆောင်မှုမျိုးတွေထပ်မဖြစ်အောင် တားဖို့လိုအပ်တဲ့သင်ငန်းစာပေးမှုတစ်ခုလို့ TTB ကရှုမြင်နိုင်ခြင်းရှိပါတယ်။ဆရာလောကထစိတ်နှလုံးသားရဲ့ရည်ရွယ်ချက်ကိုဖခင်ကအတိအကကြည့်တယ်ဆိုတဲ့အချက်ကိုဒီနေရာမှာသူတို့ကအလေးပေးတာပေါ့အတိအကပဲဒါဆိုရင်ဒီဖြစ်ရကအတွင်းစီးရဲ့စီကံထိန်းသိမ်းမှုတန်ရှင်းမှုဘလောက်အရေးကြီးလဲဆိုတာကိုပြတာပဲ။ ဒါပေမဲ့အောင်းအောင်ဆရာကအဲ့လိုအတွင်းပိုင်းပြဿနာကြီးတစ်ခုဖြစ်သွားပြီမဲ့အပြင်ပန်းမှာတမန်တော်လေးရဲ့လှုပ်ဆောင်မှုကအရှိန်မကျသွားဘူးနော်လုံးဝမကျသွားဘူးစစ်ဖက်ကြည့်ရင်တွေ့ရမှာကတမန်တော်လေးရရှိုးလမွန်ကနာပြင်မှာပဲဆက်ဆူဝေးကြတယ်သူတို့အားဖြင့်အံ့ဖွယ်နိမိတ်လက္ခဏာတွေအများကြီးဖြစ်ခဲ့တယ်လူတွေကလည်းသူတို့ကိုအယံလေးစားကြည်ညိုကြတယ်ဟုတ်ပါနဲ့ဒီနေရာမှာ the wise believers ကထောက်ပြထားတဲ့စိတ်ဝင်စားစရာချက်တစ်ခုကကမန်ဒိုရီရဲ့တိုးစားဘလောက်ကြီးလာတယ်လဲဆိုတာပဲ။ လူတွေကလည်းကိုယ့်မှာရှိတယ်မကြမ်းပါတဲ့သူတွေကိုလမ်းပေါ်မှာခွတ်တင်တွေဖြိုင်နေချထားပြီးတော့အနည်းဆုံးပေတရူလမ်းလျှောက်သွားရင်သူ့အရေးကလေးကျသွားုံနဲ့ယောဂပြောင်းမယ်လို့မျော်လင့်လက်အထီးပဲဆိုတော့မှန်ပါတယ်အဲ့ဒီအရေးကျုံနဲ့ယောဂပြောင်းမယ်ဆိုတဲ့ယုံကြည်မှုက အခိကလူတွေရဲ့ယုံကြည်မှုအိုက်တာတာကိုပြနေတယ်လို့ပဲတမန်တော်တွေကတစင်ဖျားရဲ့တန်ခိုးဘလောက်ထင်ရှားနေလဲဆိုတာကိုလည်းပြတယ်။ဟုတ်ကဲ့။ယေလုရှလင်ပတ်ဝန်းကျင်ကမြို့ဝါတွေကလူတွေတောင်သူတို့ရဲ့နာမကျန်းသူတွေနတ်ဆိုးဆွဲသူတွေကိုတည်လာကြတယ်။အားလုံးကြားမှာသွားကြတယ်လို့ဆိုထားတယ်။အင်း။ဒါကို TWB ကအသိန်းတော်ရဲ့ဂုံတရင်နဲ့ယုံကြည်ကိုးစားခံရမှုကအရှင်အဟုန်တော်တိုးတက်လာတယ်ဆိုတဲ့တတ်တည်အဖြေရှုမြင်ပါတယ်။ဒီလိုအံ့ဩဖွယ်မှုတွေတန်ခိုးပြမှုတွေရဲ့တိုက်ရိုက်အကျိုးဆက်ကတော့ရှင်းရှင်းလေးပဲ။ ယုံကြည်သူအရေးတော်များကြီးတိုးပွားလာတယ်ပဲဟုတ်ပါတယ်ဂျန်စာမာကောကယုံကြည်သောယောက်ျားမိန်းမအပေါင်းတို့သည်သခင်ဖျားထံတော်၌တိုးပွားများပြားလျက်ရှိ၏လို့တိတိကျကျဖော်ပြထားတယ်လीဟုတ်ကဲ့ဒါကအစောပိုင်းကအန္နနိနဲ့ရှာပိယကိစ္စလို့အတွင်းပိုင်းစိန်ခေါ်မှုတွေရှိနေပေမဲ့အတွင်းတော်ရဲ့အသက်နဲ့တိုးတက်မှုကအပြင်းပန်းမှာအားကောင်းနေတော့ပဲဆိုတာကိုပြတာပေါ့အတိအကျပါပဲ TWB ရဲ့သုံးသက်ချက်မှာလည်းဒီအချက်ကိုအလေးပေးထားပုံရပါတယ်အတွင်းပိုင်းတန်ရှိမှု အဲစီကံမူလီဒီစစ်ပလင်းနဲ့အပြင်းမတန်ခိုးပြတ်မှုပါဝါကအစိုးရအတင်းတော်ရဲ့ဒိုးတက်မှုမှာ အပြန့်အလန်ဆက်ဆက်နေတဲ့အရာတွေအဖြစ်သူတို့မြင်နိုင်တယ်ဟုတ်ကဲ့တခုကအတိုင်းဝိုင်းစစ်မှန်မှုကိုထိမ့်သိမ်းပေးတယ်နောက်တခုကဖျားသခင်ရဲ့လက်တွေ့ကြတဲ့တည်ရှိမှုနဲ့တည်င်းစကားမှန်ကန်ကြောင်းကိုတတ်တည်ပြနေတာပေါ့ဟောပါပြီဒါပေမဲ့ဒီလိုတန်ကိုကြီးလာတာလူတို့ထောက်ခံမှုရတာတာအေရလာကိုအဆင်ပြေစေကြတာတော့မဟုတ်ဘူးနော်မဟုတ်ပါဘူးချက်ချင်းဆိုသလိုပဲအတိုင်းခံပေါ်လာရောဟုတ်တယ် ဘာသာရေးခေါင်းဆောင်တွေအထူးသဖြင့် Yes for him နဲ့ဇတုကဲကောင်းဝင်နေကောသူတို့ကမနာလိုစိတ်တွေသူတို့ပြင်းထန်လာတယ်ဟုတ်တီးတဲ့ပြင်မတ်စုတွေမှာလည်းတတိပြုစရာကဇတုကဲတွေဆိုတာရှင်ပြန်ထက်မြောက်ခြင်းကိုမယုံတဲ့ခိုင်းလေอืมဟုတ်တယ်တမန်တော်တွေကကြတော့ယေရှုရဲ့ရှင်ပြန်ထက်မြောက်ခြင်းကိုအတိကထားဟောနေလာဆိုတော့သူတို့ရဲ့အယူဝါဒကိုတိုက်ရိုက်စိန်ခေါ်သလိုဖြစ်နေလာပေါ့ဟုတ်ကဲ့နောက်ပြီးလူထုကတမန်တော်တွေပဲပါနေလို့ကို့ဩဇာကြောက်သွားမှာကိုပါစိုးရင်လာကြလဲ အဲ့ဒီမနာလိုမှုစိုးရိမ်မှုတွေကြောင့်ပဲသူတို့ကတမန်တော်တွေကိုဖမ်းရောပြီးတော့အများပြည်သူတုံးတဲ့ထောင်ထဲမှာချုပ်ထားလိုက်ကြတယ်ဟုတ်ဒါပေမဲ့ဇလန်ကဒီမှာမပြီးတော့ဘူးမပြီးသွားဘူးတော်တော်အံ့ဩစရာပဲညအချိန်မှာဖျားတခင်ရဲ့ကောင်းကင်တမန်တပါးကထောင်တကားတွေဖွင့်ပေးလေဟုတ် တမန်တော်တွေကိုအပြင်ကိုထုတ်သွားပြီးတော့ဗိမာန်တော်မှရပ်ပြီးအသက်ရှင်ခြင်းတရားစကားအားလုံးကိုလူတွေကိုဟောပြောကြပါလို့အတိအလင်းမိတ်မာဖဲ့လေဆိုတဲ့ဒါလူအစီစဉ်ကိုဖျားကတိုင်းရိုက်ကြောင်းဆွဖက်လိုက်တာပဲဟုတ်ပါတယ် TWB ကဒီအဖြစ်ဖြစ်ကိုဖျားသခင်ရဲ့အကြံအစီကိုလူအာဏာနဲ့တားလို့စီးလို့မရဘူးဆိုတဲ့တသက်တည်းအဖြစ်အလေးပေးဖော်ပြနိုင်မှာပဲနောက်တနေ့မနက်တရားလွတ်တော်ကတမန်တော်တွေကိုစစ်ဆေးဖို့လွတ်ခေါ်တော့ ထောင်ထဲမှာမရှိတော့ဘူးမရှိတော့ဘူးဒါပေမဲ့သူတို့ကဘေးမှန်းတော်မှာလူတွေကိုတွန့်တင်နေကြတာတွေ့ရတယ်ဟုတ်ကဲ့အဲ့ဒီနောက်သူတို့ကိုတရားလွတ်တော်ရှေ့ဖျန်းခေါ်လာပြီးယက်စပူရောဟစ်မင်းကစစ်တယ်လေအဲ့ဒီနာမည်ကိုအမိပြုပြီးမတွန့်တင်မှုကတော့အတန်တန်မှားထားတယ်မဟုတ်လားဆိုပြီးတော့အင်းအဲ့ဒီမှာပေတရုနဲ့တခြားတမန်တော်တွေရဲ့တွန့်ပြမှုကတကယ်ရဲရင်တယ်ပြတ်သားတယ်တကယ်ကိုရဲရင်ပါရဲ့သူတို့ရဲ့အဖြေက လူကြီးစကားကိုနားခံတဲ့ဖျားသခင်စကားကိုသာပဲနားခံရမည်ဆိုတဲ့စကားပဲဟုတ်ဒါတော်တော်ကြော်ကြားတဲ့စကားပဲနော်ဟုတ်ကဲ့ဒါကအစောပိုင်းခရစ်စတန်တွေရဲ့ယက်တီခေတ်ကိုသင်ဟက်စေတဲ့အထူးကကြွေးကြော်တန်းတကူဖြစ်လာခဲ့တယ် TWB ရဲ့သုံးသက်ချက်မှဆိုရင်လေဒီစကားဟာဘယ်ချိန်မှလူအာဏာကိုလိုက်နာမလဲဘယ်ချိန်မှဖျားရဲ့ပြည့်ညက်ကိုဦးစားပေးမလဲဆိုရဲ့ ခွဲခြားသိမြင်မှုအဲရွေးချယ်မှုအတွက်အခြေခံမှုတစ်ခုဖြစ်အလေးပေးထားတွေ့နိုင်ပါတယ်ဆိုတော့သူတို့ကဖျားခင်ကိုနားခံခြင်းကအမြင့်ဆုံးတာဝန်ပဲဟုတ်ပါတယ်အဲ့လိုခံယူထားကြတယ်ဒီလိုပြတ်သားတဲ့ဖြေကြောင့်တရားလွတ်တော်ဖွဲ့ဝင်တွေကအယံဒေါတာထွက်ပြီးတမန်တော်တွေကိုတတ်ဖြစ်ခြင်းတဲ့အထိဖြစ်သွားကြရတယ်ဆိုတဲ့ဟုတ်တော်တော်လေးတဲမှသွားတယ်ဒါမှမဟုတ်ဒီနေရာမှာဂါမာယေလာဆိုတဲ့ပုဂ္ဂိုလ်လူများလေးစားရတဲ့ပါရီရှဲ ပညာတော်ဆရာတယောက်ကကြားဝင်လာတယ်။ဟုတ်ကဲ့။ကာမရည်လေးရဲ့အကြံပေးချက်ကလည်းမသားစရာပဲ။ဟုတ်။အခုဘာပြောလဲဆိုတော့ဒီလူတွေကိုဘာမှမလုပ်နဲ့လွတ်ထားလိုက်ပါ။သူတို့ရဲ့အကြံစီသူတို့လုံနေတာတွေကလူစီကလာတယ်ဆိုရင်သူ့အလိုလိုဖြတ်သွားလိမ့်မယ်။ဟွန်း။ဖျားသခင်စီကလာတယ်ဆိုရင်တော့ခမရတို့ဖြက်စီးနိုင်မှာမဟုတ်ဘူး။တတိထားခမရတို့ဖျားသခင်ကိုစန့်ကျင်တိုက်ခိုက်တဲ့သူတွေဖြစ်သွားနိုင်တယ်လို့တတိပေးခဲ့တယ်။ဟွန်း။ ဒီအကြံပေးခြင်းနဲ့ပတ်သက်ပြီး TWB ကဘယ်လိုသုံးသပ်ထားပါသလဲတကဖီးယားရဲ့အမှုတော်ကိုအမြဲတမ်းဒီလိုစောင့်ကြည့်ဒီမှာဆုံးဖြတ်တင်တယ်လို့ဆိုလိုတာလားသူစကားကဘလောက်ထိ အလေးနက်ထားတင်လဲဒါကစဉ်းစားစရာမေးခွန်းတယ် TWB ကဂါမီလီယဲလေးရဲ့စကားကိုတစ်ဖက်မှာကြည့်ရင်လက်တွေ့ကျတဲ့နိုင်ငံရေးသို့မဟုတ်လူမှုရေးအမျှော်အမြင်လို့ရှုမြင်နိုင်တယ်ဟုတ်ကဲ့နောက်တစ်ဖက်မှာတော့ ဖလားသခင်ရဲ့အစီအစဉ်ကို အချိန်ကတက်တီပြလင့်မယ်ဆိုတော့ဝိညာဉ်ရင်းအမှန်တရားကိုလည်းထင်ဟနဲ့လဲလို့သုံးဆက်နိုင်တယ်။အင်းဒါပေမဲ့သူတို့ကဒါကိုတမန်တော်ရဲ့ ဖျားစကားကိုနားခင်ရမည်ဆိုတဲ့ပြတ်သားချက်ယက်တီချက်လောက်တော့အခြေခံမှုတစ်ခုဖြစ်တင်ပြခြင်းမှာမဟုတ်လောက်ဘူးထင်ပါတယ်ဟုတ်ကဲ့ဒါမဲ့ဂါမလီယဲလက်စကားကြောင့်ပဲတရားလွတ်တော်ကတမန်တော်တွေကိုတတ်ဖို့အစီအစဉ်ကိုလိုရက်လိုက်တယ်ဟုတ်တယ်ရက်လိုက်တယ်ဒါမဲ့လုံးဝအပြစ်မပေးဘဲတော့မလွတ်လိုက်ဘူးနော်ဟောရိုက်တယ်နော်သူတို့ကိုရိုင်းနှက်ပြီးတော့ယေရှုရဲ့နာမည်နဲ့ဘယ်တော့မှမဟုတ်ပြောဖို့ထပ်တားမြစ်တယ်ပြီးမှလွတ်ပေးလိုက်တယ်ဟုတ်ကဲ့ဒီနေ့မှတမန်တော်တွေရဲ့တုံ့ပြန်ပုံကတကယ်ကိုအံ့ဩစရာပဲ သူတို့ထူးခြားတယ်ထူးခြားတယ်ဟုတ်သူတို့ကရိုက်ခံရပြီးတဲ့နောက်မှာလေစိတ်ပြအားငယ်သွားမဲ့အစအင်းယေရှုရဲ့နာမတော်ကြောင့်ဒီလိုအရှက်ခွဲတာဆင်းရဲဒုက္ခခံရတာကိုခံထိုက်တယ်လို့မှတ်ယူပြီးတော့ဝမ်းမြောက်ဝမ်းသာနဲ့တရားလွတ်တော်ကနေထွက်တော်ကြတယ်လို့ဆိုထားတယ်ဟုတ်ပါတယ်ဒါကဒုက္ခဆင်းရဲအပေါ်မှာလုံးဝကိုရှုမြင်ဖို့ပြောင်းပြန်ထိထွားတာပဲအတီးကြပဲ TWB ရဲ့တုံးတက်ချက်မှာလေဒီချက်ကိုအလေးနက်ဖော်ပြထားနိုင်ပါတယ် ယုံကြည်ခြင်းကြောင့်ကြုံရတဲ့ဆင်းရဲဒုက္ခကိုလေရှက်စရာရှုံးနိမ့်မှုလို့မမြင်တော့ဘူး။ဟုတ်။ဂုဏ်ယူစရာခရစ်တော်နဲ့အတူဆင်းရဲဒုက္ခကိုဝိညာဉ်အခင်စားခွင့်ရတဲ့အခွင့်အရေးတစ်ခုအဖြစ်ရှုမြင်တဲ့အဲ paradise shift တစ်ခုကိုဒီနေရာမှာတွေ့ရတယ်။ဟုတ်ကဲ့။ဒီလိုခံယူချက်မျိုးကပဲသူတို့ကိုဆက်ပြီးရဲရင်စေတယ်။တာမီခင်ရပါမယ်လေဘေးမန်တော်ထဲမှာတော့အိမ်ဒီထဲမှာပါနေတိုင်းယေရှုဟာခရစ်တော်ဖြစ်ကြောင်းတွင်တင်တာဟောပြောတာကိုမယမနာဆက်လုပ်စေရတဲ့အထီးကအတွင်းအားချက်ခဲ့ပုံရပါတယ် ဒါဆိုရင်ဒီအခန်းတစ်ခုလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါ The Wise Believers ရဲ့တုံးသက်ချက်တွေနဲ့ကျွန်တော်တို့ထုတ်ယူနိုင်မယ့်အဓိကအနှစ်သာရတွေကပါတယ်ထင်ပါလဲအဓိကအချက်၃ချက်လောက်မြင်နိုင်မယ်ထင်ပါတယ်ပထမတစ်ခုကတော့အတိုင်းဝိုင်းရဲ့အတွင်းပိုင်းတန်ရှင်းမှုနဲ့ယိုသားမှုကဖျားသခင်ရဲ့မျက်မှောက်တော်နဲ့တန်ကိုတည်မြဲဖို့ဘလောက်အရေးကြီးသလဲဆိုလားပေါ့ဒါကအနန္နီနဲ့ရှေးဖီယာဖြစ်ကပြရတဲ့သင်ခန်းစာဟုတ်ပါ ဒုတိယချက်ကအတွင်းမှာစိန်ခေါ်မှုတွေရှိနေရင်တောင်ဘုရားသခင်ရဲ့တန်ခိုးကယုံကြည်သူတွေကနေတဆင့်အတင်းမမထင်ရှားစွာစီးဆင်းနိုင်တယ်အတင်းတော်ကိုတိုးတက်စေနိုင်တယ်ဆိုတာဒါကတမန်တော်ရဲ့အံ့မွေမှုတွေကပြတာဟုတ် တတိယနဲ့အရေးကြီးဆုံးအချက်ကတော့လူအာနာနဲ့ဘုရားသခင်ရဲ့အမိန့်ထိတ်တိုက်တွေ့တဲ့အခါယုံကြည်သူရဲ့အမြင့်ဆုံးတစ္ဆာစောင့်တည်မှုကဘုရားသခင်ပေါ်မှာပဲရှိရမယ်ဆိုတဲ့အခြေခံမှုပြီးတော့အဲ့ဒီအတွက်ကြုံလာရမယ်ဆင်းရဲဒုက္ခကိုဝမ်းမြောက်ခြင်းနဲ့ရင်ဆိုင်နိုင်တဲ့ဝိညာဉ်ရေးရာရင့်ကြံမှုပဲဒါကတမန်တော်ရဲ့ရေးရင်နဲ့နာခံမှုနဲ့တွန့်ပြန်မှုကပြတာဒါဒီကိုအချင်းကုတ်လိုက်ရင်နှလုံးသားရဲ့ရိုးဖြောင်မှုဘုရားသခင်ကိုဦးစားပေးနာခံမှု ပြီးတော့ဆင်းရဲဒုက္ခကိုရှုမြင်ပုံပြောင်းလဲခြင်းဒါတွေကဒီအခန်းနဲ့ရနိုင်တဲ့အဓိကသင်ခန်းစာတွေလို့ဆိုနိုင်တာပေါ့ဟုတ်ပါတယ်အတွင်းဆန့်ရှင်ရေး internal purification နဲ့ပြင်ပဖိအားကိုရင်ဆိုင်ခြင်း external confrontation ကြားကအပြန်အလှန်ဆက်ဆက်မှုကိုဒီအခန်းကကောင်းကောင်းဖော်ပြနေတယ်လို့ TWB ကသုံးသပ်ထားနိုင်ပါတယ်ကောင်းပါပြီ ဒီနေ့ဆွေးနွေးခဲ့တာဒီအားလုံးကိုခြုံငုံပြီးတော့လေနားထောင်နေသူတွေစက်ပြီးစဉ်းစားဆင်ခြင်ကြည့်ဖို့အတွင်းဤတစ်ခုလောက်ထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့တမန်တော်ဝတ္ထုအခန်းကြီး9မှာတွေ့ခဲ့ရတဲ့အချက်၃ချက်အတိုင်းအဝိုင်းအတွေ့စီကန်ထင်းထိမ့်မှုအနန္နီနဲ့ရှာဖီယာကိစားလိုမျိုးအအောပွေတန်ဖိုးပြတမှု တမန်တော်တွေစီကနဲ့ပြင်ပဖိယတံကိုရဲရွံ့စွာရင်ဆိုင်ကြော်လွားမှုတရားလွတ်တော်ရှိမှလို့ ဒီတုံးကူရဲ့ဟန်ချက်ညီမှုကလေအင်းဒီနေ့ခေတ်ယုံကြည်ခြင်းကိုအခြေခံတဲ့လှူရှားမှုတွေအတိုင်းဝိုင်းတွေရဲ့တိဆောက်ပုံနဲ့ရေရွှေတွတ်တော်မှုအထက်ဘလို့တင်ခန်းစာတွေပြနေမလဲနောက်ပြီးတော့လူစကားထက်ဖျားစကားကိုနားထောင်ရမည်ဆိုတဲ့တမန်တော်ရဲ့ခိုင်မာတဲ့ရည်တည်ချက်ဟုတ်ကဲ့အဲ့ဒါကယုံကြည်ခြင်းနဲ့လူအခွဲစီရဲ့ဥပဒေတွေ မျော်လင့်ချက်တွေနားမမော့ယဉ်ကျေးမှုဆိုင်ရာဖိအားတဲ့ကြားမှာရှုပ်ထွေးရဲ့ပฏิပက္ခတွေဖြစ်လာနိုင်တဲ့မျက်မှောက်ခဲ့ခြင်းနေနဲ့မှာဘလို့လက်တွေ့ကြတဲ့အသေးဖက်တယောက်မှရှိနိုင်မလဲဟုတ်စဉ်းစားစရာမယ်ဒီလိုခြေနေမျိုးကျွန်လာရင်မန်ကန်နဲ့လမ်းကြောင်းကိုဘလို့ပိုင်းဖက်ရွေးချယ်ကြမလဲဒီမေခွန်းတွေကတမန်တော်ဝတ္ထုအခန်းကြီး9ကပေးတဲ့သင်ခန်းစာတွေကိုကျွန်တော်ရဲ့လက်ရှိဘဝတွေနဲ့ဆက်ဆက်ပြီးပိုပြီးနည်းနည်းချမ်းချမ်းဆင်ကျင်သုံးသပ်ဖို့တကားဖွင့်မိနိုင်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အချိန်ပေးပြီးဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။